ကမ္ဘာအကျန်းသာဆုံးနိုင်ငံများမင်္ဂလာပါရှင် knowledge ညီမကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာပေါ်မှာစီးပွားရေးအရအကျန်းသာဆုံးဖြစ်တဲ့နိုင်ငံတွေရဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ် ဒီနေရာမှာအရင်ဆုံးပြောပြပေးချင်တာကတော့အထက်သဆုံးနိုင်ငံကိုပြောတဲ့အခါမှာ GDP နဲ့ GDP per capita ဆိုတဲ့ဒီနှမျိုးနဲ့သတ်မှတ်နိုင်ကြပြီးတော့ GDP per capita ကလူဦးရေပေါ်မူတည်အောင်မို့လို့စင်ကာပူတို့လိုလူဦးရေနည်းတဲ့နိုင်ငံတွေတောင်မှ GDP per capita နဲ့တိုင်းတာတဲ့အခါ richest country top 10ထဲကိုပါလာတတ်ကြပါတယ်။ GDP နဲ့တိုင်းတာရင်တော့ပုံမှန်အားဖြင့် CY အင်အားကြီးတဲ့နိုင်ငံတွေကပါဝင်တတ်ပြီးတော့ဒီနေ့မှာတော့ GDP နိုင်ငံထုတ်ကုန်တမိုးအရအချမ်းသာဆုံးနိုင်ငံတွေရဲ့အကြောင်းတင်ဆက်ပေးသွားပါမယ်။အယုံဆုံးနံပါတ်3နေရာမှာတော့ဂျာမနီနိုင်ငံဖြစ်ပြီးတော့ဒီမှာထူးခြားတာကတော့2024ခုနှစ်ထိ GDP ရကမ္ဘာအချမ်းသာဆုံးနိုင်ငံစင်းမှာနံပါတ်4ဖြစ်ခဲ့ပေမဲ့2025ခုနှစ်မှာတော့နံပါတ်3ထိစီးပွားရတိုးတက်လာတာပါ။ဂျာမနီနိုင်ငံကအလတ်စားစီးပွားရေးတွေကိုဗဟုပြုလဲပတ်နေပြီးတော့ကမ္ဘာထိပ်တန်စက္ကရိယာတွေကိုထုတ်လုပ်တဲ့စက်မှုလုပ်ငန်းတွေကိုလုပ်ကင်ကြပါဗျ။ 2025 GDP ရ၄.၉နှစ် trillion ရှိပြီးတော့ဂျာမနီနိုင်ငံရဲ့အားနည်းချက်တစ်ခုကတော့ရုရှားလောင်စာမှီခိုမှုပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာအကြမ်းသာဆုံးနိုင်ငံကတော့အားလုံးသိတဲ့အတိုင်းပဲတရုတ်နိုင်ငံဖြစ်ပြီးတော့တရုတ်ရဲ့ငွေကြေးပေါ်စိုက်နှက်သက်မှုကတော့ဘယ်သူမှမမီပါဘူး။ ကမ္ဘာထုတ်ကုန်သုံးခုနဲ့30ရာခိုင်နှုန်းကိုတရုတ်ကထုတ်လုပ်ထားပြီးကမ္ဘာရဲ့စီးပွားရေးကိုလက်ဝက်ကြီးအုပ်ထားတာပါ။ဒါအပြင်နည်းပညာပိုင်းရလည်းအမေရိကန်လိုနိုင်ငံမျိုးတောင်ရှင်းနိုင်တာမို့လို့ဒီနှစ်အစောပိုင်းမှာလည်းရွေးရုပ်သက်သက်ဖြစ်သွားပါသေးတယ်။နည်းပညာပိုင်းနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်များတဲ့တရုတ်နဲ့အမေရိကန်ကတနိုင်ငံထုတ်တဲ့ software ကိုတနိုင်ငံဘန်းပြီးတော့အဲဒီ software ထက်တာတဲ့နည်းပညာအဖန်ကြီးကပြည်ရင်းမှာသုံးစီတာပါ။ တရုတ်နိုင်ငံကနိုင်ငံတော်အထင်းချုပ်ထားတဲ့ဈေးကွက်စည်းဝါးဖြစ်ပြီး2025ရဲ့ GDP က19.53ထရီလီယံထိရှိပါတယ်။အခုကမ္ဘာအချမ်းသာဆုံးနိုင်ငံဖြစ်နေတဲ့အမေရိကန်နိုင်ငံရဲ့စည်းဝါးအရနီးပညာနဲ့စံသစ်တီထွင်မှုနီးပညာတွေပေါ်ပဟိုပြုပြီးတော့ကမ္ဘာအကြီးဆုံးစတော့ဈေးကွက်နဲ့ဗဟုပန်စနစ်တို့ကြောင့်အမေရိကန်နိုင်ငံရဲ့စည်းဝါးအရလည်းပြိုင်ဆန်ရှားလာပါတယ်။ ဒါပေမဲ့အခုနောက်ပိုင်းဒေါ်နယ်ထရန့်တက်လာတဲ့အစိုးရရဲ့လှုပ်ဆောင်မှုတွေဟာအမေရိကန်နိုင်ငံရဲ့စီးပွားရေးပေါ်တက်ရောက်လာပြီးကုန်သွယ်နိုင်ငံတွေပေါ်အခွန်တိုးကောက်လာရတဲ့ကြောင့်နိုင်ငံတွေအကြမ်းကိုလူပြောများလာခဲ့ပါတယ်။ 2025အမေရိကန်နိုင်ငံရဲ့ GDP က30.34ထရီလီယံထိရှိပြီးအမေရိကန်နဲ့တရုတ်ကြားစီးပွားရေးနဲ့နည်းပညာပြန်ဆိုင်မှုကလည်းစောင့်ကြည့်ရမှာပါ။အခုထပ်ပါနိုင်ငံတွေကကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံတွေဖြစ်ပေမဲ့ဆွစ်ဇာလန်၊အိုမန်နဲ့ဖင်လန်နိုင်ငံတွေနဲ့ရှင်ရင်ပညာရေးကိုထောက်ပံ့ပေးမှုအားနည်းသေးတယ်လို့ဆိုရမှာပါ။ တောင်းကြည့်ခြင်းအပြင် နိုင်ငံရဲ့အေးချမ်းတရားမှုဟာငွေကြေးထက်နိုင်ငံခေါင်းဆောင်ပေါ်မူတည်ပြီးနိုင်ငံဦးဆောင်သူဟာပြည်သူတွေပေါ်ကြည့်ပြရင်ကြည့်ပေးတဲ့လောက်နိုင်ငံဟာတိုးတက်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့မြန်မာနိုင်ငံလည်းနိုင်ငံခေါင်းဆောင်ကောင်းအမြန်ဆုံးပေါ်ထွက်လာဖို့မျှော်လင့်ရင်းနဲ့ဒီနေ့ရဲ့အကြောင်းအရာလေးကိုဒီမှာပဲရှင်းနာလိုက်ပြသစေရှင်။အဆုံးထိကြိုးပမ်းခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။